ပြင်ပြင်းနဲ့ကော့ဂရိတ်မြို့နယ်အတွင်းနောင်မရွာနေတွင်တော်လှန်ရေးတပ်ဖွဲ့များနဲ့စစ်ကောင်စီ DKBA နဲ့ BGF ပူးပေါင်းတပ်များကြားပြင်းထန်တိုက်ပွဲများဖြစ်ပွားခဲ့ရာစစ်တပ်ဘက်မှတေဆုံးသူ30ဝန်းကျင်နဲ့ DKBA တပ်သား3ဦးဖမ်းဆီးခံခဲ့ရကြောင်းခရင်မျိုးသားစီယုံ KNU နဲ့ခရင်မျိုးသားလူမျိုးရေးတပ်မတော် KNN စီရေးတရင်ရင်းမြင်များကပြောကြားခဲ့ပါတယ်ဒီတိုက်ပွဲများကြောင်းဒေသခံများစစ်ပေးဆောင်မှုများဖြစ်ပွားနေပြီး ရွာများကိုလေချောင်းနဲ့မြေပြင်မှဘုံကျဲတိုက်ခိုက်မှုများကြောင့်ပျက်စီးဆုံးရှုံးမှုများပြင်းထန်နေပါတယ်။အောက်တိုဘာ၁၀ရက်နေ့တွင်စစ်ကောင်စီ DKBA ဗိုလ်ပြီးဦးဆောင်သောတပ်များနဲ့ BGF ပူးပေါင်းတပ်ဖွဲ့များကထီဖိုးဆန်းဒေါနာတောင်လမ်းဟောင်းဘက်မှအင်အားလုံးရင်းဖြင့်ထိုးစစ်ဆင်လာရာနောင်မေ့ရွာနီးတွင် KNN အနေနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။တိုက်ပွဲကြောင့်စစ်ကြောင်းပြတ်သွားသောစစ်တပ်ဖက်မှနောက်ပြန်ဆုတ်ခွာခဲ့က ဒဏ်ရာရရှိသူများကိုနဘူးဖန်အန်နဲ့တောင်ကလေးစေယုံများတို့လူနာတင်ကားများဖြင့်ပို့ဆောင်ခဲ့ပါတယ်။ KNN အနေနဲ့မဟာမိတ်တပ်ဖွဲ့များမှတေဆုံးမှုမရှိကြောင်း ထုတ်ပြန်ထားပြီးစစ်ကောင်စီတပ်များကိုအင်အားကြီးမားစွာပြန်လည်တိုက်ခိုက်နိုင်ခဲ့ကြောင်းဆိုပါတယ်။ဤပနိပခတ်များသည်ကော့ကရိတ်မျိုးနယ်တွင်အာရှလမ်းမကြီး AX1 လမ်းကို ထိန်းချုပ်ရန်နဲ့မြောက်ပိုင်းကရင်ဒေသများမှ တော်လှန်ရေးတပ်များကိုပိတ်ဆို့ရန်စစ်ကောင်စီ ။ကြာခဏဆက်လက်လှုပ်ဆောင်နေသောစစ်စင်ရေးအစီအစဉ်များနဲ့ဆက်ဆက်နေပါတယ်။ကရင်ဒေသတွင်စစ်ရေးပဏိပခများပြင်းထန်လာမှုကြောင့်ရွာများထိခိုက်ခံစားနေရပြီးစစ်ပေးဆောင်များရာချီရှိနေပါတယ်။